ားလုံးဝင်မဲ့လာပါခင်ဗျာဝင်းဘဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီ international break ပြီးသွားရင်လာမယ့်စနေတကနေ့ရစပြီးတော့ premier league ပွဲစဉ်တွေပြန်လည်စတင်ပါပြီဒီအချိန်မှာ nevia amori ရဲ့ manchester united အနေနဲ့လက်ချံ premier league ပွဲစဉ်တွေမှာဘလောက်ထိလုပ်ပြနိုင်မလဲနောက်ပြီးဒီနှစ် premier league မှာရောဘလောက်ထိအမြင့်ဆုံးကိုပြန်သန်းနိုင်မယ်လို့ထင်လဲလက်ရှိချိန်မှာတော့ manchester united အနေနဲ့ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်၃ပွဲနိုင်ပြီးတော့၂ပွဲသေးကြတာတယ် အထူးသဖြင့်တို့ဒီအိမ်ဝဲမှာဆိုရင်ဒီဆန်လန်လန်ကို2ဂိုးကိုမရှိနဲ့နိုင်တယ်လီဗာပူးကိုအဝေးကမှ2ဂိုးတကိုးနဲ့နိုင်တယ်နောက်ပြီးဒီဘရိုက်တန်ကိုအိမ်ဝဲမှာ4ဂိုး2ဂိုးနဲ့နိုင်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့2ပွဲမှာဆိုရင်ဒီနော်ဒီယန်ဖော်ရက်စ်နဲ့တစ်ဖက်2ဂိုးစီတည်ရကြတယ်တော်ဒီယန်ဟော့စပါနဲ့ဒီတစ်ဖက်2ဂိုးစီတည်ရကြတယ်အဲ့ငါးဝဲကိုဒီခြုံပြီးကြီးလိုက်မယ်ဆိုရင်ဒီ United ရဲ့ခြေစွမ်းကဟိုနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ United ရဲ့ခြေစွမ်းကကောင်းတယ်ဗျအထူးသဖြင့်ဒီတည်ရကြခဲ့တဲ့ပွဲစဉ်တွေမှာဆိုလေ United ခြေစွမ်းကောင်းတယ်ဒါပေမဲ့ဒုတိယပိုင်းမှာ United ဒီခြေစွမ်းပိုင်းလိုအပ်ချက်ရှိတယ်ဗျအထူးသဖြင့်ဒီဒုတိယပိုင်းရောက်ရင် United ရဲ့ကစားပုံကပထမပိုင်းနဲ့မတူညီတဲ့ကစားဟန်ကိုကျွန်တော်တို့တွေ့ရတယ်ဒီအထူးသဖြင့်ဒီကွင်းလယ်ကထိန်းချုပ်မှုမရှိတာပဲဗျဒီကွင်းလယ်ကထိန်းချုပ်မှုရှိတော့ဒီတစ်ဖက်သင်းရဲ့ကွင်းလယ်ကထိုးပေါက်တိုက်စစ်စင်တာကိုခံရတယ်နောက်ပြီးဒီခံစစ်တမ်းမှာဆိုရင်လည်း United အခုချိန်ဒီလိုအပ်ချက်တွေရှိနေသေးတယ် လက်ရှိချိန်မှာလီဆန်ဒိုမာတီနက်အနေနဲ့လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီးနီဗျာအမိုရင်ကတော့ဒီမာတီနက်အနေနဲ့ every training session တိုင်းကိုအကောင်းဆုံးလုပ်ဆောင်နိုင်နေပြီးလာမယ့်ပွဲစဉ်တွေမှာအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်တော့မယ်ဆိုပြီးတော့ပြောကြားထားတယ်ဆိုတော့မာတီနက်ကဒီပြန်လည်ပါဝင်လာမယ်ဆိုရင် United ရဲ့ဒီခံစစ်တန်းကဒီလူပြန်ပြည့်သွားမယ်ဗျဒီရွေးချယ်စရာလူပေါများလာမယ်ဒီတက်ပူကောင်းတဲ့ခံစစ်ကစားပုံကိုမြင်တွေ့ရဖို့ရှိနေတယ် နောက်ပြီးလက်ကျန်ပွဲစဉ်တွေမှာ United အနေနဲ့ကိုကြိုးစားရင်ကြိုးစားသလောက်အမြင့်ဆုံးကိုရောက်နိုင်မယ့်အနေအထားမျိုးဖြစ်တယ်။တချို့ပွဲစဉ်တွေမှာဆိုရင်ဒီ၃မှတ်အပြည့်ရနိုင်တဲ့ပွဲစဉ်တွေတော်တော်များများပါဝင်တယ်။ဘယ်ပွဲစဉ်တွေလဲဆိုတော့ဒီအခုလာမဲ့ဒီအိမ်ဝင်းမှာကယ်မဲ့ Everton နဲ့ပွဲစဉ်နောက်ပြီးဒီ West Ham ကိုအိမ်ဝင်းမှာအဲ့ခံကစားမဲ့ပွဲစဉ် Wolverhampton ကိုအဝေးဘက်မှာတွားရောက်ရင်ဆိုင်မဲ့ပွဲစဉ်ဒီဘုံမောက်ကိုအိမ်ဝင်းမှာအဲ့ခံကစားမဲ့ပွဲစဉ်ဒီပွဲစဉ်တွေက United တည်တည်ချာချာလေးဒီ အာယုံစုဆိုင်ကစားမယ်ဆိုရင် United အတွက်၃မှတ်အပြည့်ရနိုင်တဲ့ပွဲစဉ်တွေဖြစ်တယ်သူတို့အတွက်ခက်ခဲနိုင်တာဆိုလို့ဒီ Crystal Palace ရဲ့အဝေးဝင်ပွဲစဉ်တော့ပဲရှိမယ်ဘာလို့လဲဆိုတော့ Crystal Palace ရဲ့အဝေးဝင်ပွဲစဉ်က United အတွက်မှမဟုတ်ဘူး Channel အသင်းတွေအတွက်လည်းအရန်ကိုခက်ခဲမှာဒီတေးကြတယ်နောက်ပြီးဟိုဒီအားဒီ United အနေနဲ့ဟိုတိုက်တဲ့ race မှာပြိုင်နေဆိုတာထက်ဒီ Champion League ဝင်တက်ကိုပဲပူပြီးတော့အာယုံစုဆိုင်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျဘာလို့လဲဆိုတော့ဟိုလက်ရှိ ဒီ United အနေနဲ့လိုအပ်ချက်တွေရှိနေသေးတာတော့မှန်တယ်တစ်ဆင့်ချင်းတစ်ဆင့်ပေါ့ဗျာဒီအတင်းတင်းကဒီနှစ်ရာသီ okay ငါတို့ Champion League ဝင်ရအောင်ကြိုးစားလိုက်မယ်နောက်ရာသီမှာအဲ့ဒီကရတဲ့ဒီ sponsor deal တွေရှိမယ်ဒီ commercial deal တွေရှိမယ်အဲ့ဒီကနေကျွန်တော်တို့ဒီလိုအပ်တဲ့ဒီကစားမားတွေကိုဖြည့်တင်းမှုပြုလုပ်မယ်နောက်ရာသီကျရင်ဒီထက်ပိုကောင်းတဲ့ title race မှာဒီပြိုင်ဆိုင်နိုင်တဲ့အတင်းတင်းဖြစ်အောင်တည်ဆောက်မယ်အဲ့နောက်အဲ့နောက်မှာကျွန်တော်တို့ဒီ ပရီးမီးယားလိဒီချန်ပီယံဖြစ်အောင်ဆွမ်းဆောင်မယ်ဒီလိုမျိုးအစဉ်ချင်းတဆင့်သွားတာကယူနိုက်တက်တွေပို့ပြီးတော့ဒီအစဉ်ပြေမယ်လို့ထင်တယ်လက်ရှိမန်ချက်စတာယူနိုက်တက်ကဒီအရန်ကောင်းတဲ့တိုက်စစ်အစုဖွဲ့ကိုပိုင်ဆိုင်ထားတယ်ဂိုးတူကိုရောက်ဖို့တက်သူတို့အရန်ကြီးမခဲရင်ဘူးအချိန်တန်ရင်ဒီဂိုးရအောင်ဖန်တီးနိုင်မဲ့ကစားသမားတွေအပြည့်ရှိတယ်နောက်ပြီးကန်စစ်တန်းမှာဆိုရင်လည်းတချို့ဒဏ်ရာကစားသမားတွေပြန်ကောင်းလာပြီဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့လက်ချံပွဲစဉ်တွေမှာဘလောက်ထိလုပ်ပြနိုင်မလဲနောက်ပြီးဒီတက်ပို့ပြီးတော့ အမြင်ဆုံးကိုပြန်သန်းနိုင်မလားဘလို့မြင်ကြလဲမှတ်ချက်ရေးပေးတော့လို့ရပါတယ်ဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ